Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့စာပါမျိုးရဲ့ပထမဆုံးရက်လေးမှာခုနော်ဘယ်နေရာလဲလျှောက်လည်ခဲ့တယ်ဆိုတာလေးကိုလိုက်ပြီးကြည့်ပေးပါဦးเนาะဒီနေရာလေးကတော့ဒါခုနော်တဲတဲ့ဟိုတယ်ပေါ့เนาะဟိုတယ်ကနေမြင်ရတယ်မြင်ကွင်းလေးပါခင်ဗျာပြီးသွားရင်ခုနော်ဟိုတယ်ရဲ့အောက်အပြင်ကိုထွက်ပြီးရတယ်ညာဘက်ကလေးကိုချိုးချိုးပြီးသွားရင်ဘယ်ဘက်ကုန်းစင်းလေးကိုပြင်ဆင်လာပြီဆိုတာနဲ့အခုဒီပထမဆုံးမြင်ပြရတဲ့ဆိုင်လေးမှာခုနော်မနက်စာအစောကြီးပေါ့เนาะ6နာရီခွဲခုနလုံးမှာမနက်စာစားခဲ့ပါလေဈေးလည်းအရန်တန်နေပြီးသွားရင်ဆိုင်လေးရဲ့တက်တက်ရှင်းရှင်းလေးဖြစ်တယ်ပေါ့เนาะမနက်အစောကြီးတောင်မှသူရှင်သူ့ဆိုင်လေးမှာပေါ့เนาะတော်စောထုံးလေးလေး ို့ရတယ်အဲ့ဒါနဲ့ခုနို့ခေါဆွဲကြောင်တပွဲရဲ့ဝတားနေပေါ့နော်နောက်တပွဲကကျတော့သူတို့အခေါ်ကတော့ဖာပေါ့နော်ဒါပေမဲ့ခုနို့ကတော့ခေါဆွဲပြုတ်ပေါ့အဲ့ခေါဆွဲပြုတ်ကိုအမဲသားနဲ့တပွဲရေပေါ့နော်အဲ့ဒါမှားပြီးတော့စားပြီးတော့ခုနို့အဲဟိုတယ်မှာ AC ပြန်အိပ်ပါတယ်ခင်ဗျပြီးသွားတဲ့ခါကျတော့7နာရီဝန်းကျင်တော့ကျတော့ခုနို့နေ့နေ့စားစားဖို့အတွက်ခုနို့တဲတဲ့ဟိုတယ်လေးကနေပြီးခုနို့ပြန်ထွက်ခဲ့ပါတယ်ခုနို့တဲတဲ့ဟိုတယ်လေးမှာတဲမယ်ဆိုရင်တော့သူတို့ကိုဒီဘူးမီရတဲ့အခန်းကိုတောင်းဖို့တမမေ့ပါနဲ့နော်အဲ့လိုလဲဆိုတော့တကယ်လို့ဘူးမီရတဲ့အခန်းမဟုတ်ဘဲနဲ့အထဲဘက်အချမ်းရမယ်ဆိုရင်အခုဒီမှာတောင်းငုံကြီးပဲရှိရပါမသိမြင်ရတော့ဘူးပေါ့နော် ဲ့တော့ဟို view မြင်ရတဲ့အခန်းပေးပါလို့ကြိုပြောမှာပဲသူတို့က view မြင်ရတဲ့အခန်းလေးရမှာပဲအလုံးဝမိုက်ပါပါခင်ဗျာမိုးရွာလာရင်ဒီကျုပ်လို့ကြာမိုးကတော့ရွာပါတယ်မိုးရွာတဲ့အခါကျတော့ဒီနေ့ကက်ကက် village village ကိုသွားမလို့ဥစားမိုးရွာလို့သွားလို့မရရနဲ့ coffee site ကျွန်တော်ပါ ဒီလမ်းလေးရပေါ့နော်ခုနဟိုတယ်အဲဂေါဒနာမှာပဲရှိရဲတပ်ဝင်ရဲ့လို့အရင်မဲလာတယ်အဲ့တော့တပ်ပုံကလေးရိုက်ဖြစ်အောင်ရိုက်ခဲ့ဖို့မမေ့နဲ့နော်ဘူးကလုံးဝမတိတ်ပါဘူးခင်ဗျာပူပြီးတော့တဲလာပါလိမ့်ဒီတော့တန်နေပါဦးမူးရည်လည်းမလို့ရှောက်ပါမယ် ကော်ဖီဆိုင်သွားရဲ့လမ်းမှာဘိုက်စာလာတယ်ခုနဒီဆိုင်လေးဒီဆိုင်လေးမှာဝင်ထိုင်ဖြစ်တယ်ပေါ့နော်ဆိုင်လေးကိုအဲ့လောက်ကြီးမထင်ထားဘူးထဲရောက်လို့မှတန်တန်ရှင်းရှင်းတန်တန်ပြန်ပြန်လေးနဲ့ဆိုင်ရဲ့အပြင်အစင်လေးကလမ်းမိုက်တယ်ပြီးတော့သူတို့ရဲ့ဈေးလေးတအားတတတဲ့အပြင်ကိုအစားတောက်တွေကအရန်လို့စားလို့ကောင်းပါတယ်ခုနအပြင်ဟိုမှာပေါ့နော်တခြားကိုရီးယားလူလူမျိုးတွေရောပြီးတော့လူဖြူတွေရောလူမဲတွေရောအများကြီးပဲလာစားကြတာတွေ့တယ်ပေါ့နော်အဲ့လိုဒီဆိုင်လေးကိုလည်းခုန recommend ပေးပါတယ်ဆန်းစားကြည့်တင်ပါတယ်ခင်ဗျာအာပြီးတော့ခုနထိုင်မဲ့ကော်ဖီဆိုင်လေးကိုခုနဆက်ပြီးသွားခဲ့ပါတယ်ခင်ဗျာ Oh my god! How did he die? ဲအခုတော့ခွလွတ်ထိုင်မဲ့ coffee stand ကြီးရပါပြီခင်ဗျစိုင်းနာမည်လေးကတော့ Via Tracking Coffee လို့ခေါ်ပါတယ်ဒီ coffee stand လေးတွားရဲ့လမ်းတစ်လျှောက်မှာလည်းအရန်လာတဲ့ coffee stand ကြီးအများကြီးရှိရပေါ့နော်ဒါပေမဲ့ဒီ coffee stand လောက် view ကလုံးဝမမိုက်ပါဘူးခင်ဗျာအဲ့တော့ဒီ coffee stand လေးကိုတော့ရောက်အောင်သွားဖို့အတွက်ခွန်က recommend ပေးပါတယ်ပြီးတော့ဒီ coffee stand လေးမှာဆိုရင်လည်းအာတန့်ရှင်းရှင်းလေးလည်းရှိတယ်ပြီးတော့ cake တွေ coffee တွေအရန်တောက်လို့ကောင်းပါတယ်ခင်ဗျာအဲ့တော့ဒီ coffee stand လေးကိုဒီ server ရောက်ခဲ့တယ်ဆိုရင်တော့ရောက်အောင်ရောက်ဖြစ်အောင်သွားဖို့အတွက်ခွန်ကတော့တကယ် recommend ပေးပါတယ်ပြီးတော့ဒီခွန်ရဲ့ comment box လေးမှာဆိုရင်လေ ဲခွန်ဆိုင်ရဲ့ location တွေဆိုင်နံပါတ်လေးတွေအကုန်လုံးကိုလင့်ချလာပြီမယ်နော် ခွန်ခုနစားခဲ့တယ်အနှစ်နဲ့စားစားတဲ့ဆိုင်အဆိုင်လေးရောပြီးဒီ coffee ဆိုင်လေးရောပါတော့ကိုကဲမှာဆိုရင်အရန်ကို review တွေလည်းကောင်းတယ်ပြီးတော့နိုင်ငံခြားသား vlog နိုင်ငံခြား vlog တွေမှာလည်းပေါ့နော်တော်တော်လေးဒီဒီဆိုင်လေးတွေကိုတို့အရန်ညွှန်းကြတဲ့ညွှန်းပြီးညွှန်းတဲ့ဆိုင်လေးတွေပေါ့နော်ပြောင်းမယ်ဒါလုံးဝ selection တွေခွင့်ရထားတဲ့ဆိုင်လေးတွေပါခင်ဗျာအဲ့ဒီတော့တကယ်လို့ကိုကဘယ်တော့စပါရောက်လို့ဘယ်မှာသွားစားမယ်ဘယ်မှာသွားမယ်မသိဘူးဆိုရင်ခွန်ခုသွားခဲ့တဲ့နေရာလေးတွေကိုသွားရင်တော်တော်လေးကိုအဆင်ပြေပါပြီခင်ဗျာခွန်လည်းဒီခီးသွားဖို့တော့တလားလို့ပေါ့နော်ကျုပ်တင်ပြင်ဆင်ရှာဖွေပြီးတော့မှသွားခဲ့တာ

ခေါင်းကတော့ကဖိန်းကျတဲ့မတည့်ရလူဆိုတော့ထုံးစံအတိုင်းပေါ့နော်ကော်ဖီမတောက်ပဲနဲ့ဒီတီးလေးပေါ့နော်အသေးအစစ်ညက်လို့ထားတဲ့တီးလေးတွေပဲတောက်တာများပါတယ်အာတငယ်ချင်းကတော့သူကတော့ဟိုဟာ white coffee မှလိုက်တဲ့အခါကျတော့အရန်ချိုသွားတဲ့အခါကျတော့သူတဲ့သူကြက်ကြက် taste မဟုတ်ဖြစ်သွားတာပေါ့နော်အမှန်တကယ်တော့ coffee တော်တော်ကောင်းပါ design လေးက အခုလုံးတကယ်ရင်းမြောက်ကတော့ဒီဆိုင်လေးမှာအေးအေးဆေးဆေးပေါ့နော်နှစ်နာရီမိသားလောက်အေးအေးဆေးထိုင်ပြီးတော့ chase လုပ်ခဲ့ပါတယ်ပေါ့နော်ဒီဟာဒီတူလေးကလည်းလုံးဝအုတ်ဆိုင်ဆန်းလေးနဲ့မြူတွေကြလာလိုက်မြူတွေကြလာပြီဆိုတောင်နေကိုမြင်ရတော့အောက်မှာဘာမှမမြင်ရတော့ဖြူဖွေးသွားပြန်ရောတောင်နေကြရင်မိုးလေးနေနေကြလာပြီဆိုရင်မြူတွေကပြန်ပြောက်သွားပြန်ရောပေါ့နော်အဲ့လိုမျိုးလေးနဲ့ပဲအဲ့ဆိုင်မှာနှစ်နာရီလောက်နေခဲ့ပါတယ်ခင်ဗျာအာအစားတော့ကက်ကက်ကြီးအ village ကိုသွားဖို့ပေါ့နော်ဒါပေမဲ့အဲ့လိုမြူတွေတအားကြနေနေတအားကြပြီးတော့အာဒီမိုးကလည်းရွာလိုက်မြွာလိုက်ဖြစ်နေတဲ့အခါကျတော့သွားရင်ကောင်းမလားမသွားရင်ကောင်းမလားနဲ့ခင်ဗျတို့အဒီဥဒုအခြေလေးလေးကိုစောင့်ကြည့် ီးတော့မှအာညနေနှစ်နိုင်ကြော်လောက်ကြမှခုနကကက်ရွာလေးကိုသွားခဲ့ပါတယ်ကကက်ရွာသွားတဲ့ vlog လေးကိုတော့နောက်ထပ် vlog အတိတ်တစ်ခုမှဆက်ပြီးတော့ခွန်အထက်ပြီးတော့ပြပြပေးမယ်เนาะအခုတော့ဒီ coffee chain လေးနဲ့ပဲခွန် vlog လေးအဆုံးသတ်ပြရစီဒီဆိုင်လေးကိုတော့ရောက်ဖြစ်အောင်သွားခဲ့ဖို့အတွက်ခွန်အကြံပေးပါတယ်အဲ့ဒီတော့ now vlog လေးမှာတော့ခွန်းတို့တငယ်ချင်းတွေရောကက်ကက် village ကိုဘလို့သွားပြီးတော့အချိန်ဘလောက်လောက်ကြာခဲ့တယ်ဆိုတာလေးကိုအသေးစိတ်ပြပတ်တော်ပြပြအောင်မယ်เนาะအခုတော့ bye bye 你要那里呀？